ကဘာဖလားလက်မှတ်ဝယ်ယူထားသူတွေဟာလာမယ့်နှစ်ကျင်းပမယ့်ပြိုင်ပွဲမှာကားရက်နာဖို့အတွက်ကိုပါငွေကြေးအများပြားသုံးဆွဲရောက်ပွဲရှိနေပါတယ်။အကြောင်းကတော့ FIFA ရဲ့တရားဝင် website မှာ ကားပါကင်လက်မှတ်တစောင်းကိုဒေါ်လာ185အထိရောက်ရှိနေလိုပါ။ Athletic သတင်းဌာနကပထမဆုံးဖော်ပြခဲ့တဲ့ဒီဈေးနှုန်းတွေဟာပြိုင်ပွဲကိုကနေဒါနဲ့မက္ဆီကိုတို့နဲ့အတူ ပူးရဲကျင်းပမယ့်၃နိုင်ငံတွေကတနိုင်ငံဖြစ်ပြီး ကားအဓိကအားထားရတဲ့အမေရိကန်နိုင်ငံကအားကစားပရိသတ်တွေကိုအံ့အားသတင်းဖြစ်စေခဲ့ပါတယ်။နိုဝင်ဘာ17ရက်အင်္ဂါနေ့အထိဈေးနှုန်းစည်းရင်းအရာ Dallex မှာဇူလိုင်14ရက်နေ့ကျင်းပမယ့် Semi Final အပွဲအတွက်ရိုးရိုးကားပတ်ကင်လက်မှတ်ကို185ဒေါ်လာသတ်မှတ်ထားပြီးတော့အုပ်စုပွဲစဉ်အတွက်ကားပတ်ကင်ကြေးကတော့85ဒေါ်လာဖြစ်ပါတယ်။ concept city မှာဇူလိုင်လ17ရက်နေ့မှာကစားမဲ့ quarter final ပွဲစဉ်အတွက်ကားရနာခက ပွဲလက်မှတ်ကင်ဆောင်သူတွေကို 125ဒေါ်လာကျတင်စေမှာဖြစ်ပြီးတော့အုပ်စုပွဲစဉ်တွေအတွက်ဈေးနှုန်းကတော့85ဒေါ်လာဖြစ်ပါတယ်။ပြိုင်ပွဲရဲ့ပထမအထုပ်လက်မှတ်ရောင်းချမှုအတွက်လိုအပ်ချက်ပေါ်မူတည်ပြီးဈေးနှုန်းပြောင်းလဲသတ်မှတ်တာကိုအသုံးပြုခဲ့တဲ့ FIFA ဟာအုပ်စုပွဲစဉ်ထိုင်ကုန်လက်မှတ်တွေကိုဒေါ်လာ60ကနေစတင်ရောင်းချခဲ့တာဖြစ်ပါတယ်။ ကနေဒါ၊မက္ကဆီကိုနဲ့အမေရိကန်တို့မှရှိတဲ့ကမ္ဘာဖလားကျင်းပမယ်။ကွင်း16ကွင်းတွေကလက်တစုပ်စာမျှလောက်ပဲ။ကားပါကင်လက်မှတ်တွေကိုအင်္ဂါနေ့အထိအွန်လိုင်းမှာရောင်းစရင်တင်ခဲ့တာပါ။ကြံပွဲရဲ့ပထမဆုံးပွဲစဉ်ကိုလက်ခံကျင်းပမဲ့မက္ကဆီကိုစီးရီးနဲ့ဘိုလုပွဲလုံးမဲ့နယူးယောက်နယူးဂျာစီမြို့တွေဟာကားပါကင်လက်မှတ်တွေမရရှိသေးတဲ့မြို့တွေထဲမှာပါဝင်ပါတယ်။ ကမ္ဘာဖလားအတွက်စက်တင်ဘာလမှာကြိုတင်လက်မှတ်ရှောင်းချမှုမဲဖောက်ခြင်းစတင်ခဲ့ပြီး24နာရီအတွင်းမှာပြည်သက်တေစီကနေလက်မှတ်လျှောက်လှပောင်း1.5သန်းကျော်ကိုဖီဖာကလက်ခံရရှိခဲ့ပါတယ်ရှင်။